သံငင်းပေါင်းတင်နေနဲ့အာညပတိပါရီအပြင်ထွက်တာမျိုးတောက်စားပျော်ပါတာမျိုးမရှိဘူးအဲအတောက်စားလည်းလုံးဝမရှိဘူးဟိုဒါတော့ဟိုကို့အဖေမလို့ကိုပြောရတာမဟုတ်ဘူးပေါ့နော်ဒါကျွန်တော်တို့ကငငယ်လေးတည်းရဆိုကျွန်တော်တို့မြင်နေရတွေ့နေရလုံးဝအဲ့လိုဘီယာအရက်လုံးဝမတောက်ဆက်လိမတောက်ပေါ့နော်ကျွန်တော်တို့ကျွန်တော် မြင်ရတဲ့အမြင်မှာဒီလိုမျိုးတော့ကျွန်တော်တွေ့ရတယ်ဒါလေးတွေကျွန်တော်အရင်သဘောကျတယ်လေးလေးလေးစားတယ်ပေါ့နော်အဲဒါတော့တူတူပါပဲဒါပေမဲ့ပေါ့နော်အိမ်မှာကျတော့အိမ်မှာစကားများလို့တခုခုဟာကရက်ခါစားဖြစ်ကြရဆိုလို့ရှိရင်အရင်ဘူကအာအငယ်မှန်လဲအာဘလူးဘက်ဖြစ်ဖြစ်အငယ်မှားတယ်ပေါ့နော်ငါအကြီးကိုအပြန်ပြောရဘူးလို့အကြီးစကားနားထောင်အောင်လဲအဲ့လိုတော့ရှိတယ်။ရိုက်လို့ရှိရင်လေပစိုးတော့ဖို့ခိုင်းတာ။ဆိုတော့ပစိုးတော့ဖို့ခိုင်းတာဆိုတာလေ ငကူကတော့ကျွန်တော်တို့ဥစ္စာပေါ့နော်ပုံမှန်ဟလာကိုဂျင်းမောင်းမိရှိတယ်ပါလေဟုတ်ထားတာဒါပေမဲ့နာမဆုလို့ပေါ့ဆုသွားဖို့လဲအာဘယ်လိုပြောမလဲနှစ်ထပ်လောက်ဖြစ်ဖြစ်အဲ့လိုမျိုးသွားပြီးဝတ်လာခဲ့တယ်မျိုးရှိတာပေါ့ hot 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 so yin si fu si fu city hot 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 so si fu si fu city ya da shi sa lo ka si fu si fu city အဖေကတော့ကျွန်တော်တို့မိသားစုအပေါ်မှာအဖေတယောက်အနေနဲ့ပေါ့နော်လုံခြုံမှုပေးတယ်ကာကွယ်မှုပေးတယ်အဲကျွန်တော်တို့မိသားစုအားလုံးရဲ့အပေါ်မှာအားလုံးရဲ့အရှိမမမမမနဲ့ရက်တီပေးတယ်ရက်တီပေးနိုင်တယ်အဖေတရားလို့ကျွန်တော်အနေနဲ့မြင်ပါတယ်။အာပပကကျတော့အခုပြောသလိုပဲပေါ့နော် အာအဲ့လိုမျိုးပုံစံမျိုးလေးရယ်ပြီးလို့ရှိရင်ညီမအငယ်ဆုံးဆိုတော့အာဘယ်လိုပြောမလဲအာအလိုလိုက်တယ်ပေါ့နော်ပို့ပြီးတော့ဟုတ်အဖေကတော့ဒါတော့ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်အမြင်ကတော့အဖေကတော့တာသမီ၄ယောက်စလုံးကိုတစ်မျိုးစီပေါ့တစ်မျိုးစီအာဂယုစိုက်တယ်ဟိုချစ်တယ်လို့တော့ကျွန်တော်နေနေမြင်ပါတယ်ဟိုတိရတဲ့တော့မတူဘူးပေါ့ဆိုတော့ဟိုတာသမီဒီအားလုံးကိုတော့ချစ်တယ်လို့ကျွန်တော် အနေနဲ့ကတော့ကျွန်တော်မြင်ပါတယ်ခင်ဗျာ။ကောင်းကောင်းတူတူပါပဲ။ဒါပေမဲ့ဘောနော်အိမ်မှာကျတော့အိမ်မှာစကားများလို့တခုခုဟာကရက်ခါသာဖြစ်ကြရဆိုလို့ရှိရင်အငယ်မူကအာအငယ်မှန်လဲအာဘလူးဝဲဖြစ်ဖြစ်အငယ်မှားတယ်ပေါ့နော်။ဟာအကြီးကိုကိုအမပြောင်းပြောရဘူးလို့အကြီးစကားနားထောင်အောင်လဲအဲ့လိုတော့ရှိရဲ။အဲ့တော့ဒါကအဖေတို့ချလာတဲ့စီးနေပေါ့နော်။အဲ့တော့ နေ့ရက်စလုံးကဒီပုံစံတိုင်းပဲဆိုတော့လေအာချစ်တယ်ဘယ်လိုဖြစ်ဖြစ်ပုံမှန်တိုင်းချစ်တယ်ဒါပေမဲ့ညီမကတော့အငြိဆိုတော့တချို့ကလိုတဲ့ဟာကြရင်တော့နည်းနည်းပါပူစားရပေါ့တလောက်ပါပဲအရင်ကတော့မျိုးကွဲပြီးတော့ပူချစ်တာတော့မချစ်တာတော့မရှိဘူးအကောင်လုံးထန်းတူပဲချစ်တာဆိုတော့လေဟုတ်တရားတွေကတော့အများကြီးပဲဟိုမိဘနဲ့တာသည်မီဆိုတော့လေအမှတ်တရားတွေကတော့အများကြီးရှိတယ်အမ်အဲကျွန်တော်ငငယ်တုန်းကဆိုလို့ရှိရင် ဟိုចောင်းទွားတာប៉ុเนาะចောင်းទွားတာរៃမပါပါဘူးរៃမပါပါဘူးအဲចောင်းရောက်တဲ့အခါတော့မှចောင်းရောက်ចောင်းရောက်တဲ့အခါကျတော့မှတတိယဆိုတော့အဲ့တော့ကျွန်တော်မှတ်မိတယ်ကျွန်တော်ထင်တာပေါ့နော်ကျွန်တော်ထင်တာကတော့အဲ့တုန်းကကျွန်တော်အဖေလိုက်ဖို့တယ်အဖေလိုက်ဖို့ဒါဖြစ်ဖို့တော့များမယ်လို့တော့ထင်တယ်ကျွန်တော်အတိအကျသိမှမှတ်မိဘူးဒါပေမဲ့အဖေလိုက်ဖို့တယ်လို့တော့ထင်တယ်ပေါ့နော်အဲ့တော့ဒွေကြံခဲ့တယ်ဆိုတဲ့အခါကျတော့တစ်ခေါက်ပြန်ယူရတာပေါ့ ယူပြီးတော့မှ Android ကိုပြန်လာပို့ပါတယ်ဆိုတော့အဲ့လိုအဲ့လိုမျိုးလေးတွေပေါ့နော်ဟိုအမှတ်တရရေတော့အများကြီးပဲအဲအဲဘယ်လိုပြောရမလဲဟိုတခုဆိုလို့ရှိရင်လည်းဟိုအဖေကတော့ဟိုကျွန်တော်တို့အတွက်ကိုရှင်းဆိုင်ပေးတာမျိုးတွေဖြည့်ရှင်းပေးတာမျိုးတွေအများကြီးရှိပါတယ်ဟုတ်ကဲ့အမှတ်တရရေအများကြီးပဲအဲ့မှာတူချာချာဆိုလို့ရှိရင်ပေါကောင်လောက်ရမယ်ဆိုရင်ဒီတော့အကိုချိန်လုံးနဲ့ရိုက်တာတော့မမီးအဲ့ဒါတော့ อำนาจเตยပဲဗောနော်ဒါတော်တော်ทุรุยะอำนาจเตยအဲ့တော့ပုံမှန်အားဖြင့်ဗောနော်ဒါတတိပဲရှိအကိုနဲ့တမီးနဲ့ဆိုတော်တော်ကွာအတက်ကလေတော်တော်ကွာရခါကြတော့အဲ့ဒါနဲ့တတိလေးရှိရခါကြတော့သူကအကိုကအဲ့တော့အိမ်ပြန်လာတာအိမ်ပြန်လာရခါကြတော့အဲ့ဒါနဲ့တိုင်းငယ်တဲ့ဟာတမီးကြည့်ဘာဖြစ်လို့လဲဗောနော်အဲ့ရိုက်တော့တမီးကိုချိန်လုံးယူခိုင်းတာလားမသိတကယ်တော့ကျင်းလုံးယူခိုင်းလိုက်တယ်တမီးလားမသူလားမသိဘူးအားနဲ့ကျင်းလုံးယူပါယူပါပြီးတော့သူ့ရိုက်ဟုတ်ပါလဲ ။ဘုဆိုတော့လိုက်တယ်။သုံးလေလားမသိဘူးခိုင်။ဟုတ်တယ်။အဲ့မှာကျူရကျေးရဖြောင်းဖြောင်းရအောင်ဆိုပြီးတော့စဉ်းစားမှာဖေကလဲလို့ကျင်းမရိုက်တော့ဘာလို့ဘုဆိုဘခိုင်နေသေးလဲဆိုပြီးတော့အဲ့လိုပါနော်။ဥစားပေါ့။နာမဆိုးလို့ပေါ့။ဆိုတော့အဲဘယ်လိုပြမိဘဆိုတော့လေတာသမီတွေကိုဆုံးမရတာမျိုးရှိတာပေါ့နော်။ရှိတဲ့အခါကျတော့အဲနာမလည်းဆိုးတယ်။ကျွန်တော်မှတ်မိတယ်။ဆိုတော့အဲ့လိုမျိုး အဲကျွန်တော်တို့ငငယ်တော့မလို့အခုတော့ကျွန်တော်တို့အဲ့လိုမျိုးရိုက်တာမျိုးတွေပါရင်မရှိပါဘူးကျွန်တော်တို့တေချာနားလည်အောင်ပဲပြောပြတယ်ရှင်းပြတယ်ပေါ့နော်စိတ်ရှိလက်ရှိနဲ့ကျွန်တော်တို့သင်ပေးတယ်အဲ့လိုမျိုးပေါ့ငငယ်တော့တော့အဲ့ဒါတော့အာချိန်လုံးနဲ့ရိုက်တာမျိုးတော့ရှိရပေါ့အဲ့ဒါကလည်းတော်တော်လေးကိုပြောမြဆိုမြတော်တော်လေးဆိုးတော့မှပြောရတဲ့အတိုင်းဒီခဏခဏဟိုမဖြစ်လာဘူးဆိုတဲ့အခါမျိုးတော့မှဒါအဲ့လိုမျိုးဖြစ်တာပေါ့နော်အခါကျလို့ရှိရင်လည်းရိုက်လို့ရှိရင်လည်းပစိုးတော့ဖို့ခိုင်းတာဆိုတော့ပစိုးတော့ဖို့ခိုင်းတယ်ဆိုတာလေ นกูก็တော့ကျွန်တော်တို့ဥစားပေါ့เนาะပုံမှန်ဟလာကိုဂျင်းမောင်းမိရှိနေပါတယ်ဟုတ်ထားတာဒါပေမဲ့နာမှာစုလို့ပေါ့စုတော့ဘလိုက်အာဘလိုပြောမလဲနှစ်ထက်လောက်ဖြစ်ဖြစ်အဲ့လိုမျိုးသွားပြီးဝတ်လာခဲ့တယ်မျိုးရှိတာပေါ့အဲအဲ့လိုပေါ့เนาะအဲ့လိုလေးတော့ရှိတာပေါ့ဆိုတော့ဒါတွေအမှတ်တရပါပဲအဲပြီးတော့ပြန်စဉ်းစားကြည့်လို့ရှိရင်လည်းအဖေကအဲ့လိုရိုက်မယ်ဆိုလို့ရှိရင်လည်းအားနဲ့သာလွှဲတာအနားရလို့ရှိရင်အရှင်ရှော့လိုက်အဲ့လိုမျိုးပေါ့เนาะဒါတွေကျွန်တော် ကြီးရတဲ့အခါတော့မှသာကြီးရတဲ့အခါတော့ဗျာထားပါတော့ကျွန်တော်ကိုးတန်းဆယ်တန်းလောက်ရောက်တော့အချိန်မှသာအော်ငါတို့အဖေငါတို့ရိုက်တာကတကယ်တကယ်တော့ဟိုသဘောတော်ပဲရိုက်တာပေါ့နော်အဲ့လိုမျိုးပေါ့နော်အားနဲ့လွှဲတဲ့အနားရောက်လို့ရှိရင်အဲ့လိုမျိုးအားရောသွားတာမျိုးလို့ချိန်လုံးစလို့ချင်းအဖျားနဲ့မဟုတ်အဲ့လိုမျိုးတဝက်လောက်ကနေရိုက်တာမျိုးအဲ့လိုမျိုးပေါ့အဓိကကျွန်တော်တို့နောက်ကမလုံမိအောင်အဲသူတို့ဟိုဘယ်လိုပြောရမလဲဟိုတတိထားမိအောင်စုံမတဲ့သဘောလို့လေအဲ့လိုတော့မြင်တယ်ပေါ့နော်ဒါရောအမှတ်တရတွေပါပဲအများကြီးပါပဲခုချိန်ထိလေဟို ကျွန်တော်တို့တစ်ခါတလေပေါ့နော်တစ်ခါတလေဟိုစရိတ်တောက်တာမျိုးရှိပါတယ်ဒါပေမဲ့မတောက်ဖြစ်တာလေဟိုဘယ်လိုပြောရမလဲမတောက်ဖြစ်တာကတော့ပုံများတာပေါ့နော်တစ်ခါတလေမှာဟိုစိတ်အလိုမျိုး stress ကြီးပါတယ်အရင်များတဲ့အခါမျိုးတစ်ခါတလေ stress အရင်များလို့တောက်ချင်တဲ့အခါမျိုးတွေပါတယ်ပါတယ်လည်းရှိပါတယ်ဒါပေမဲ့လေအခုချိန်အထိကိုဟိုဘယ်လိုပြောမိဘရှိမှကျွန်တော်အလိုစရိတ်တောက်တာမျိုးတွေပါတယ်ကျွန်တော်မလုပ်ဘူးကိုလည်းလူငယ်ဖြစ်တဲ့ပုံမှာတော့တစ်ခါတလေမှာဟိုငငယ်တုန်းကပေါ့လေ ဟိုပို့လင်းပြောလို့ရှိရင်တော့အာ16 19အရွယ်လေးပေါ့အရင်လဲငယ်သေးတဲ့အချိန်မျိုးမှာတော့အာဘယ်လိုပြောရမလဲဟိုဆက်လေးတောက်ချင်လို့ဟလာမိဘမသိအောင်တောက်တာမျိုးပြီးတော့ရှိတာပေါ့နော်ဆိုတော့မိဘရှိမှတော့ကျွန်တော်အဲ့လိုမျိုးဆက်လေးတောက်တာမျိုးပြီးတော့မလုပ်ပါဘူးခင်ဗျအဖေကတော့ဘယ်လိုပြောရမလဲဟိုကျွန်တော်တို့အရင်တင်းကျပ်တာမျိုးတော့မရှိဘူးပေါ့နော်အရင်တင်းကျပ်တာမျိုးမရှိဘူးအဲနားလေပြီးတယ်ဟိုတခုခုဆိုလို့ရှိရင်အဖေနဲ့ discuss လုပ်လို့ရတယ်ဆွေးနွေးလို့ရတယ် ဆိုလိုချင်တာကကျွန်တော်တို့ဟိုညာဆက်နိုင်လောက်မှပြန်လာဒါပေမဲ့နှစ်နိုင်သုံးနိုင်လောက်မှပြန်လာဒါပေမဲ့နောက်နေ့မနေ့မိုးလေးမှပြန်လာမယ်ဆိုလို့ရှိရင်လေတခြားလေးအဖြစ်ကိုပြော့ပြော့သွားဆိုတော့အဲ့မျိုးဆိုလို့ရှိရင်အဖေကရတယ်နားလည်ပြီးလက်ခံအဲ့လိုမျိုးဆိုလို့ကျင်တာအဲ့လိုကြီးအရင်တင်းကျက်ထားတဲ့မျိုးမရှိဟိုကမလို့အောင်ဒီကမလို့အောင်အဲ့လိုမျိုးမရှိဆိုတော့အခါကျတော့ဟိုအဆင်ပြေတယ်ပေါ့နော်အဆင်ပြေတယ်လွတ်လွတ်လပ်သွားလာလို့ရတယ်ဟုတ်ဟုတ်ငငယ်တော့အဲဘယ်လိုပြောအောင်လဲကိုယ်နဲ့ဆယ်နဲ့အရွယ်တုန်းကတော့ အဲ့တုန်းကတော့ဘယ်လိုပြောငယ်လေးငယ်သေးတဲ့ခါကျတော့စာဘက်ကိုဦးစားပေးနေတာမျိုးရှိဦးစားပေးနေတာမျိုးရှိတယ်။ဒါမဲ့လည်းအဲ့တုန်းကလည်းကိုရီးယားငယ်လေးငယ်သေးတဲ့ခါကျတော့အပြင်းအထန်တိတ်သွားနေတာမျိုးလည်းမရှိဘူး။အဲဂိမ်းဆော့တာလောက်ပဲရှိတယ်။အဲဆိုတဲ့ခါကျတော့အထွေထူးတော့ခုနပြောသလိုပေါ့နော်။ဟိုဘယ်လိုပြောရမလဲ။အဲအရင်ဆိုလိုချင်တာကလေကျွန်တော်တို့ချုပ်ချယ်ထားတာမျိုးတော့မရှိပါဘူးဗျာ။ဘယ်လိုမျိုးဖောက်ခက်တာတော့မရှိဘူးပေါ့နော်။ပုံမှန်အားဖြင့်ကတော့နားထောင်ပါလေ။ အလားကြလို့ရှိရင်တော့အဲ့လိုအရန်လုတ်ချင်တာအရန်သွားချင်တာလို့ဆိုလို့ရှိရင်အဲ့ကြရင်တော့ဟာအတိုက်ခံပြောပြီးတော့အဲ့လိုဟိုသွားတယ်အဲ့လိုပဲရှိရအရန်သွားတယ်ဆိုတာလည်းဘယ်သွားမယ်ဘယ်လာမယ်ဘာလုပ်မယ်ဆိုတာအရန်သိတယ်အဲ့လိုအရန်အရန်နောက်ကြတာမကြိုက်ဘူးပုံမှန်အားဖြင့်နောက်ကြရင်အာပြောရစုတယ်ပေါ့နော်အဲ့ခါကြရင်အာမဟုတ်တမီးကနာမည်မျိုးဖြစ်တာညာဖြစ်တာအဲ့လိုမျိုးအချိန်လေးတော့ပဲရှိရကျွန်တော်ကတော့ပုံမှန်ကတော့ဟာဘယ်လိုပြောမလဲပပတော့မလုံနဲ့ဆိုလဲ အော်ဟုတ်ဆိုပြီးသွားတာလေပေါ့သမီးလိမ္မာလေးပေါ့သမီးလိမ္မာလေးပေါ့နော်မလိမ္မာမမတော့ကိုရဘယ်လိုပြောရမလဲအာဒါကတော့ကိုကတော့သမီးတို့ကြတော့မိဘတွေကိုကိုရဲ့မိဘကိုအကောင်ဆုံးတော့လူတိုင်းရပါတော့နော်ဒါသမီးတွေရကြတော့ကိုမိဘအကောင်ဆုံးဟိုဘလုတ်ပီးခြင်းနဲ့အကောင်ဆုံးပြုစုဆောက်ရှောက်ခြင်းတာဒါဒါသမီးတိုင်းရဲ့အာဘယ်လိုပြောရမလဲအတွေ့လေးပေါ့နော်ကျန်တာကတော့အကျွေးယူတာလားအမကကတော့အကျွေးလားဆက်တာလားဆိုတော့ကပါးတို့မမားတို့ရဲ့ အာအမြင်ပေါ်အမြင်နဲ့အမြင်ပေါ်ကအများကြီးမူတည်မယ်လို့ထင်ပါတယ်။အဲ तू ကတော့ဟိုလူငယ်ပုံစံမျိုးလိုပဲကျွန်တော်လည်းမြင်ပါတယ်။ဟိုဘယ်လိုပြောရမလဲ။ဟိုအရင်ကြီးလိမ္မာလားဆိုလိုချင်တာကတော့အရင်ကြီးလိမ္မာတွေလို့လည်းဒါပြောလို့လည်းမရဘူးပေါ့နော်။အဲ့တော့လူငယ်တွေတည်းကလူငယ်ပုံစံမျိုးပါပဲ။ဒါပေမဲ့ကျွန်တော်အမြင်မှာတော့လိမ္မာလေးလို့ပဲကျွန်တော်လည်းမြင်ပါတယ်ဗျ။ဒီကတော့ကစားဖြစ်တာမျိုးပဲတော့ရှိတာပေါ့နော်။အခုကျွန်တော်တို့ဟိုဒီသက်ဒီရွယ်မှာလည်း အဲအခုချိန်ထိလည်းကျွန်တော်တို့ကတခုဆိုလို့ရှိရင်အဲ့လိုဆွေးနွေးကြတာမျိုးရှိတယ်ငြိမ်းခုန်ကြတာမျိုးရှိတယ်တင်းတက်တယောက်ဟိုအမြင်ရင်းမတူတာမျိုးတွေအပြန်အလှန်ဆွေးနွေးတာမျိုးတွေအဲ့ခါကျလို့ရှိရင်တော်တော်လေးကိုဘယ်လိုပြောရမလဲအာငြိမ်းခုန်ကြတာမျိုးတွေလည်းရှိတာပေါ့နော်ဒါကတော့ဟိုဘယ်လိုပြောရမလဲအာမော်နွားကြီးလည်းဖြစ်တယ်ဆိုတဲ့အခါကျတော့ဟိုတင်းတက်တယောက်အဲ့လိုမျိုးအမြင်မတူတာလေးတွေဆွေးနွေးကြတာမျိုးတွေတော့ရှိတာပေါ့စီစနစ်စီစနစ်ကိုကျွန်တော်သဘောကျတယ်ပေါ့နော်စီစနစ်ကောင်းတယ်လို့ကျွန်တော်နေနေမြင်ပါတယ် အဲဟိုအလုပ်တစ်ခုကိုလုပ်မယ်ဆိုလို့ရှိရင်တေချာလေးစဉ်းစားပြီးွားတော့မှတေချာပြင်ဆင်ပြီးတော့မှဟိုဘယ်လိုပြောရမလဲလုပ်တဲ့သဘောမျိုးရှိတယ်ပေါ့နော်ဟိုပြီးပြီးရောအဲဘယ်လိုပြောပြီးပြီးရောမလုပ်တတ်ဘူးအဲတေချာလေးသူအချိန်ကျူတယ်တေချာလေးပြင်ဆင်တယ်တေချာစဉ်းစားပြီးွားတော့မှဟိုကိစ္စတစ်ခုကိုလုပ်ဖြစ်တယ်ပေါ့နော်ဟိုနောက်တစ်ခုကကျတော့အဲဘယ်လိုပြောရမလဲအဲအချိန်ကလည်း ဟိုတိကျတယ်ဗောနော်ဟိုသာဘတော့ကျွန်တော်တို့စေနိုင်သွားမယ်ဆိုလို့ရှိရင်စေနိုင်ကိုလုံးဝဟိုသွားတယ်အဲအဲ့ချိန်မှာလုံးဝ ready ဖြစ်နေပြီအဲ့လိုမျိုးအချိန်အဖြစ်နဲ့တိကျတယ်ဆိုတော့ဟိုကျွန်တော်လေးစားရတယ်ကျွန်တော်အားကြရတယ်အချက်တွေအများကြီးရှိပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်အဖေဆိုလို့ရှိရင်လည်းအသက်ရွယ်အဖြစ်မငယ်တော့ဘူးဗောနော်အသက်ရွယ်အဖြစ်မငယ်တော့ပါဘူးအာအသက်ကအခုဆိုရင်ဟို69နဲ့ရောက်ပြီဗောနော်ဆိုတော့69နဲ့ရောက်ပြီဆိုတော့ဟိုအသက်ရွယ်အဖြစ်ကလည်းဒါဟို ဘယ်လိုပြောရမလဲအသက်ကြီးပန်းလေးကိုရောင်းနေပြီပေါ့ဆိုတော့ဒါပေမဲ့လည်းဒီချိန်အထိကိုဟိုဘယ်လိုပြောသွာလာနေတော့မယ်အလုပ်တွေလုပ်နေတော့မယ်ဟိုတက်ကြွတဲ့စိတ်ရှိတယ်အာအခုချိန်ဒီကိုစ조사နေတော့မယ်ဆိုတော့လည်းကျွန်တော်တို့မြင်ရတယ်ဒါတွေကိုတော့ဟိုကျွန်တော်နေနေတကယ်ကိုမှအာအားကြပါလေဗျ။ဘယ်ရစီစနစ်လဲရှိရဲ။ပြီးသားလို့ရှိရင်လည်းအာလုံးတစ်ခုလုပ်တဲ့ခါကျတော့ဒီချာပေါ့နော်။အော်အာ တိတိကျကျလောက်တက်တယ်ပေါ့နော်အဲ့ဒါဖြင့်အာမြမကမိန်ကလေးဖြစ်နေတဲ့ခါကျတော့အာတချို့အတွေ့အကြုံကျတော့မိန်ကလေးနဲ့ဆန်တယ်ပေါ့နော်ပုံပြောချင်တာကအဲ့လိုနားလည်မှုရှိရတာလို့ဒါလည်းတခုခုဆိုဆိုရှေ့ဖို့တိုင်မင်းလုံးရတာမျိုးပါကျတော့ဘယ်လိုလဲမြမအနေနဲ့ကျတော့အာပိုလဲကောင်းတယ်ဒီအချက်လေးရကျတော့အဖေအနေနဲ့ရှိတဲ့ခါကျတော့ပို့ပြီးတော့လည်းအာအာမိတာအဖေနဲ့တမီးနေတယ်ပို့ပြီးတော့နေထွေးတယ်ပြောလို့ရှိရင်ပို့ပြီးတော့ close ဖြစ်တယ်ပေါ့နော်အဲ့တော့ပပားစီကလေးစားအားချရဲ့အချက်တွေဒါအများကြီးဆိုတော့လေ ပြောမကုန်ဆိုတော့အာဒါညီမအမြင်နဲ့အနေနဲ့အဲ့လောက်ပါပဲပေါ့။ဘာကြတော့အမျိုးပပကမွန်းနာကတော်တော်ကြပြီလေနော်။တမျိုးငွေငွေလေးနဲ့ကြပြီဆိုတဲ့အခါကျတမိကြတော့အမျိုးအခုမှမောင်းလာပြီမိန်ကလေးနဲ့ဖြစ်တယ်။တချို့အယူဆရရကြတော့ဘယ်လိုပြောမလဲ။မိန်ကလေးနဲ့ယောက်ကြလဲအယူဆရနည်းနည်းကွာတယ်ပေါ့နော်။အဲ့တော့ပပအမျိုးလမ်းကြောတွေလည်းတည်ရလမ်းပုံစံတွေလည်းတည်ရဘယ်လိုမောင်းရမလဲဆိုတာလည်းတည်ရအရှိကဘယ်လိုဖြစ်နေလဲဆိုတာလည်းတည်ရဟာသူကဘေးနားမှာတော့တောက်လျှောက် ဟာအဲ့လိုတင်ပြီးအဲ့ဒီတာမုံတာမဟုတ်ပါဘူးတခြားအလုပ်လုပ်တဲ့ခါကျရင်လည်းအခုခုအာမေးလိုက်ရဆိုလို့ရှိရင်ဘေးကနေတောက်လျှောက်တက်မရဒါပပားရဲ့ဘယ်လိုပြောမလဲအာဒါကိုတမီးဘောပေါ့နော်အာနဲ့ကောင်းစီကျွန်တော်ထားတဲ့စိတ်ကလေးပေါ့နော်အပပားကိုအဲ့လိုငင်းငင်းတုံးကငင်းတုံးကဆိုလို့ရှိရင်အဲ့လိုပတ်ဆိုင်အိတ်ဒီအင်ဂျီကြီးလက်ဆောင်ပြီးပို့တယ်ပြီးတော့လို့ရှိရင်လည်းအဲ့လိုအခုခုအဲ့လိုနေမကောင်းဖြစ်တယ်ဆိုလို့ရှိရင်လည်းစီယောပိုကေတမီးအောင်စီယောလိုက်သွားပေးရလို့အဲစီကလိုက်ပြပေးရလို့အဲ့လိုမျိုးရရှိပါတယ်အမ်ပေးဖို့ပါတယ်လက်ဆောင်တွေ ဟိုပေးဖို့ပါတယ်ဗျအဲပြီးတော့အဲဟိုအဖေအနားမှာလည်းကျွန်တော်အခုချိန်ထိပေါ့နော်အခုချိန်ထိဟိုအဖေအဖေနေမှာသွားတယ်ဆိုလို့ရှိရင်အဖေနားမှာကျွန်တော်အဲအမြဲတမ်းကျွန်တော်ရှိပါတယ်အဖေနဲ့တောက်လျှောက်အတူတူပေါ့နော်အပြင်သွားတဲ့ခါကျလို့ရှိရင်အမြဲတမ်းအတူတူရှိတယ်အဲအဲပြီးတော့ဟိုအဖေနဲ့ကျွန်တော်တို့ ဘယ်လိုပြောရမလဲဒင်နာလေးပါတယ်အိမ်မှာတော့အမေတန်းအတူတူစားပြစ်တာပဲလေအဲတခါတလေမှာကျွန်တော်တို့အဲမိသားစုအဲသူသိမို့လဲအဲကျွန်တော်တို့ဘောနော်အဖေရေအဲကျွန်တော်တို့မော်မနှစ်ယောက်ရေဖြစ်ဖြစ်သူသိမို့လဲမိသားစုအားလုံးဖြစ်ဖြစ်ပေါ့နော်ဟိုကျွန်တော်တို့အဖေမှာအလိုဒင်နာလေးပဲသွားစားမျိုးအဖေကတော့အလိုစီဖူးတွေပဲကြိုက်တယ်အဟောပေါ်လေးပဲကြိုက်တယ်ဆိုတဲ့အခါကျတော့အဲ့လိုမျိုးသွားစားပြစ်တာမျိုးကြီးရှိတယ်။အဲ့ဒါအဲ့ဒါလေးတွေကဘာပြောဟို ိုကူရန်လည်း hot pot တွေပဲကြိုက်တဲ့ခါကျတော့ဒါပျော်စရာလည်းကောင်းတယ်အမှတ်တရလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့မောင်မနှစ်ယောက်စလုံးဟိုအဖေအနားမှာဟိုအမေအနားမှာဟိုကျွန်တော်တို့ရှိပါတယ်အခုတက်နိုင်တဲ့ဘက်ကနေပြီးတော့မှအကူညီပေးတာမျိုးတွေလည်းရှိပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဟုတ်ကဲ့ကျွန်တော်တို့ဥစားပေါ့နော်ဟိုဘယ်လိုပြောရမလဲအာနိုင်တလောက်တော့ဟာလာဟိုကျွန်တော်တို့ဟိုဂယူဆိုင်ဖြစ်ပါတယ်ခင်ဗျာအဥစားပေါ့ကျွန်တော်တို့ကလည်းပြုလင်းပြလို့ရှိရင် ဟိုဒီ shooting တွေဘာတွေလဲတွားနေရတယ်အဲ့လိုပွဲတက်တွေဘာတွေလဲတွားနေရတဲ့အခါကျတော့ဟိုတခါတလေမှာ ကျွန်တော်တို့ဟိုဟိုအလုပ်တွေဘာရှိနေတဲ့အခါကျလို့ရှိရင်တော့ဟိုဘယ်လိုပြောရမလဲဟိုအနားမှာမရှိတာမျိုးကြီးတော့ရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့နားတဲ့အခါမျိုးမှာဆိုလို့ရှိရင်တော့အနားမှာရှိပါတယ်အဲပြီးတော့အာကျွန်တော်တို့မိဘဟိုနှစ်ယောက်စလုံးကလည်းတာသမီတွေကိုဒါတော့ကျွန်တော်အမြင်ပေါ့နော်ဟိုတာသမီတွေအဖူမပေးဘူးအဖူမပေးဘူး ဟိုတို့တကယ်ကိုဟိုဘယ်လိုပြောရမလဲလိုအပ်တော့မှသာကျွန်တော်တို့ကိုပြောရင်ပြောမယ်တော်တော်ဆိုကျွန်တော်တို့အလိုမျိုးအပူပေးတိုင်းမျိုးမရှိဘူး pressure ပေးတိုင်းမျိုးမရှိဘူးဟုတ်ကဲ့ဟုတ် ညီမတို့ညီမကတော့မုတ်ကြိုက်တာဟုတ်မုတ်ကြိုက်တဲ့ခါကျတော့အဲ့လိုမျိုးမုတ်သွားစုစားဖြစ်တာမျိုးအပြီးပါလို့အဖေကြိုက်တဲ့မဆီဖူးတွေပါသွားပြီးစားဖြစ်တာမျိုးအဲ့လိုမျိုးရှိတယ်အဲ့တခါကျရင်အဖေကမေးရတယ်တခါကျအဖေက booking တင်ရတယ် appointment တောင်းရတယ်ဘာလို့အဖေရတယ်အဖေလုံးနေပြီမအားရတယ်ရှိတာဆိုတော့လေအဲ့ခါကျရင်အာပပရေးတမျိုးဒီလိုသွားမယ်ဆိုလို့ရှိရင်အဲ့လိုပြောတာပြောထားတယ်ပေါ့နော်အဖေအဖေအများနဲ့ရောက်တော့မယ်ဒီမုတ်သွားစားမယ်ဆိုပြီးပြောထားတာရှိတယ်အဲ့လိုမျိုးတွေတော့ဟုတ်စီစဉ်ထားပါတယ်ကျွန်တော်အဖေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်အရင် အဲလေးစားရတဲ့အဲသဘောကျရတဲ့ဟောအချက်တွေလည်းရှိပါတယ်အဲ့ထဲမှာမှအဲအဖေရပါတော့ဟောဘယ်လိုပြောရမလဲအပြင်းနေပါလေဆိုလို့ကျွန်တော်အဲ့လိုဟိုတန်ငယ်ချင်းအပေါင်းအသင်းတွေနဲ့ဟောဘယ်လိုပြောရမလဲတောက်စားပျော်ပါတာမျိုးမရှိဘူးအဲ့အချက်ကိုတော့ကျွန်တော်အရင်သဘောကျတယ်ဗောနော်အရင်လည်းလေးစားပါတယ် တကယ်ချင်းပေါင်းသင်းနေနဲ့ညဘက်တွေပါရီအပြင်ထွက်တာမျိုးတောက်စားပျော်ပါတာမျိုးမရှိဘူးအဲအတောက်စားလည်းလုံးဝမရှိဘူးဟိုဒါတော့ဟိုကို့အဖေမို့လို့ကိုပြောရတာမဟုတ်ဘူးပေါ့နော်ဒါကျွန်တော်တို့ကငယ်ငယ်လေးတည်းကဆိုကျွန်တော်တို့မြင်နေရတွေ့နေရတယ်လုံးဝအဲ့လိုဘီယာအရက်လုံးဝမတောက်ဆက်လိမတောက်ပေါ့နော်ကျွန်တော်တို့ကျွန်တော်မြင်ရတဲ့အမြင်မှာဒီလိုမျိုးတော့ကျွန်တော်တွေ့ရတယ်ဒါလေးတွေကျွန်တော်အရင်သဘောကျတယ်လေးလေးလေးစားတယ်ပေါ့နော်ပြီးတော့အဲဟိုဘယ်လိုပြောရမလဲအဖေကတော့အလုံးနဲ့အိမ်ပဲ ရှိတယ်ဆိုတော့အလုတ်သွားမယ်ပြီးရင်အလုတ်နားတဲ့အချိန်မှာအိမ်မှာပဲအိမ်မှာပဲနေတယ်မိသားစုနဲ့ပဲနေတယ်တာသမီးနဲ့သူနေတယ်တာသမီးနဲ့အချိန်ပေးတယ်မိသားစုအချိန်ပေးတယ်အဖေကတော့ဟိုအစာအတော့ကူတော့အဖေကတော့သဘောကျကကောင်းအဖေကစားတာမျိုးသဘောကျဆိုအပြင်ကနေပြီးတော့စားကြတယ်ဝဲလာတယ်ဟိုကောင်းတဲ့မုတ်တွေပေါ့နော်ကျွန်တော်မိသားစုခြိုက်တဲ့မုတ်တွေစားကြတယ်ဝဲလာပြီးမိသားစုအတူတူစားကြတယ်မျိုးရှိတယ်တခါတလေမှခုနပြောဆိုမျိုးပေါ့ကျွန်တော်မိသားစုအပြင်မှာထွက်စားတယ်မျိုးရှိတယ်ဒါတွေပေါ့အဲ့ဒါတွေကတော့ ကျွန်တော်ဟိုအရန်လေးစားတဲ့အထက်မှာသဘောကျတဲ့အထက်မှာဒါတွေပါတာပေါ့နော်အဖေများနေအတွက်ဒါအမှတ်တရအနေနဲ့ဆိုလို့ရှိရင်တော့အာကျွန်တော်အနေနဲ့ကတော့ဟိုဟိုအဖေများနေမှရေလို့မဟုတ်ပါဘူးဟိုနေရတန်နေရတန်ကအာအဖေနေအမေနေပါပဲနေရတန်နေရတန်ကဟိုမိဘရဲ့နေပါပဲလို့ပဲကျွန်တော်အနေနဲ့ဟိုဘယ်လိုပြောမလဲယူဆပါတယ် နေ့ရက်တိုင်းကိုဟိုဘယ်လိုပြောမလဲမိဘနှစ်ပါးပေါ်မှာလေးစားတဲ့စိတ်လေးရှိရင်တော့ဒါအကောင်းဆုံးပဲပေါ့နော်အဖေများနေ့မြအပြုအမိများနေမှာအဲ့လိုမျိုးမိဘကိုလေးစားဆက်ဆံတာမျိုးကြတော့လေအဲ့လိုမျိုးကြတော့အာမပေးချင်ပါဘူးနေရတဲ့နေရတဲ့ကိုအာအဖေများနေအမိများနေလိုပဲမိဘတွေအပေါ်မှာဟိုဘယ်လိုပြောရမလဲလေးစားစားနေအာ respect လေးနဲ့အာပြောဆိုနေထိုင်မယ်အာမိဘတွေကိုလည်းတက်နေတဲ့လောက်လေးကယူဆိုင်မယ်ဆိုလို့ရှိရင်တော့ဒါ ဟိုကောင်းနေမင်္ဂလာရှိတယ်လို့လည်းကျွန်တော်နေမြင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျ